American အသံ VOA နဲ့တခြား American ကထောက်ပံ့ထားတဲ့မီဒီယာတွေကဝန်ထမ်းတွေကိုတမရထရန့်အစိုးရက တနင်္ဂနွေနေ့ကစပြီးအစုလိုက်အပြုံလိုက်အလုပ်ကခਿੱတနာခိုင်နေပါတယ်။ဒါဟာကမ္ဘာပေါ်မှာ American ဩဇာကြီးထွားလာအောင်လုပ်ပေးနေတဲ့နေရာမှာအရေးပါတဲ့သတင်းဌာနတွေကိုအခွန်ကြီးပဲကြံအောင်အသေးတက်နေတဲ့ရည်ရွယ်ချက်ကိုပုံမထင်ရှားလာစေခဲ့ပါတယ်။ ဝန်ထမ်းအလုံးကိုခွင်ပေးလိုက်ပြီးတည့်ရအကြာမှာပဲ contract နဲ့အလုပ်လုပ်နေတဲ့ဝန်ထမ်းတွေစီကိုလည်း match လကုန်ကစပြီးအလုပ်ကရက်စဲလိုက်ကြောင်းအကြောင်းကြားတဲ့ email တွေပေးပို့ခဲ့ပါတယ်။ဝန်ထမ်းအများပြားကရရှိကြောင်း AFP ကိုအတီးပြုတဲ့ဒီ email မှာလောက်ကင်နေသောအလုပ်ကင်အားလုံးကိုချက်ချင်းရက်စဲရနဲ့ agency ပိုင်းအဆောက်အဦနဲ့စနစ်တွေအတွင်းဝင်ရောက်ခွင့်မရှိတော့ပါလို့ပါရှိပါတယ်။ VOA ရဲ့လုံသားအင်အားအများစုဟာဒီလို contract နဲ့နဲ့လုတ်ကင်နေသူတွေဖြစ်ပြီးအများစုက အင်္ဂလိပ်ဘာသာမဟုတ်တဲ့အတန်လွင့်အစီအစဉ်တွေမှာလုတ်ကင်နေကြတာဖြစ်ပါတယ်။လောလောဆယ်လုတ်ကင်နေတဲ့ contract လုတ်သားဘယ်လောက်ရှိတယ်ဆိုတာကိုတော့မသိရပါဘူး။ပြီးတော့ဒီ contract ဝန်ထမ်းအများပြားဟာအမေရိကန်နိုင်ငံသားတွေလည်းမဟုတ်ကြပါဘူး။အမေရိကန်မှာနေထိုင်ခွင့်ရဖို့ဗီဇာရရှိရေးမှာဒီအလောက်ကင်ပေါ်မိတီနေကြသူတွေဖြစ်ပါတယ်။ VOA ချိန်ပြည့်ဝန်ထမ်းတွေကတော့ဥပဒေအရအကာအကွယ်ပူရကြပါတယ်။သူတို့ကတော့ချက်ချင်းအလုပ်ကရက်စဲချင်းမပြူသေးပဲအုတ်ချွေးပိုင်းကခွင့်မဲ့ပေးထားပြီးအလုပ်ဆက်မလုပ်ဖို့ပြောထားပါတယ်။ American အတန်ကိုဒုတိယကမ္ဘာစစ်ကာလကစတင်တည်ထောင်ခဲ့တာဖြစ်ပြီးမီဒီယာလွတ်လပ်ခွင့်မရှိတဲ့နိုင်ငံတွေကိုသတင်းတွေရောက်ရှိစေဖို့အတွက်ဘာသာစကားပေါင်း49ခုနဲ့အတန်လွှင့်နေတာဖြစ်ပါတယ်။ အခုလို VOA ဌာနကြီးဟိုမြောက်ဒီမြောက်ဖြစ်နေချိန်မှာအစီအစဉ်တချို့ဟာလွှင့်စရာအစီအစဉ်တွေမရှိလို့တချင်းတွေပဲဖွင့်ပေးနေတာတွေ့ရပါတယ်။အင်ဖြူတော်ကစနေနေ့ကထုတ်ပြန်တဲ့ကြေညာချက်မှာတော့အခွန်တန်းပြည်သူတွေဟာ radical ဝါဒဖြန့်ချီချက်တွေကိုတန်တန်းဆွဲဖြစ်နေစရာမလိုတော့ပါဘူးလို့យေတာထားပါတယ်။ communist စန့်ကျင်ရည်ွယ်ချက်အတွက်ကာလကြာမြင့်စွာကတည်းကတီထောင်ဖွဲ့စည်းထားတဲ့တီကြီးလာတဲ့ VOA အပေါ်အခုလိုမျိုးဝေဖန်တိုက်ခိုက်မှုဟာ Trump မတိုင်ခင်ကအလွန်ကြုံတောင့်ကြုံခဲ့ဖြစ်ပါတယ်။ သူ့ဘော်သတင်းဖော်ပြမှုတွေလုပ်နေတဲ့မီဒီယာတွေအပေါ်ထရန့်ကခုလိုပုံမှန်တိုက်ခိုက်လေရှိတာပါသတင်းစာတိုက်မူဝါဒလွတ်လပ်မှုရှိအောင်အာမခံပေးထားတဲ့မီတာစနစ်ထားရှိတဲ့ VOA အပေါ်ဘာကြောင့်ပတ်စံပေးစရာလိုလဲလို့လဲသူကမေးခွန်းထုတ်ပါတယ်အနောက်နိုင်ငံတွေကထုတ်လွှင့်တဲ့သတင်းတွေနဲ့ပြိုင်ဆိုင်ဖို့တရုတ်နဲ့ရုရှားတို့ကအကြီးအကျယ်ရင်းနှီးမြှုပ်နှံမှုလုပ်နေချိန်မှာအခုလိုအမေရိကန်ရဲ့မီဒီယာအသုံးစရိတ်ဖြတ်တောက်မှုတွေပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ လောကောမီဒီယာရဲ့ဆက်လက်ရပ်တည်နိုင်ဖို့ပရိသတ်တွေထောက်ပံ့ပေးမှုဟာအကြီးမားဆုံးလိုအပ်ချက်ဖြစ်တာကြောင့် Mizuma TV YouTube Channel မှာ Member ဝင်ခြင်းနဲ့ကူညီနိုင်ကြောင်းလည်းအသိပေးထိတ်ခေါ်လိုက်ပါရစေ။